လာရှာလာရှာမကွေးတိုင်းခုတ်ကူမြို့နယ်မှာစေအိုစုနယ်ပြူစော်ရီအင်အား40ကန့်နဲ့အထိုင်းချတက်ဆွဲထားတဲ့ရီလာလီပြူစော်ရီစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့ပြီးပြူစော်ရီတွေအပါဝင်လက်နက်ခဲယံတွေကိုတင်းစီရရှိခဲ့တယ်လို့အမှတ်၈စစ်ကြောင်းစစ်ကော်မရှင်ကတာဝန်ရှိသူတူကပြောပါတယ် စခန်းသိမ်းတိုက်ပွဲအတွင်းစစ်အုပ်စုနဲ့ပြူစော်ဒီ6ရောက်ကိုချိန်မုံတုတ်တင်နိုင်ခဲ့တယ်လို့ပြူစော်ဒီ9ဦးကိုလက်ရရှင်ဖမ်းမိခဲ့ကတနက်အမျိုးသားဆုံ16လက်နဲ့အတူခဲယောင်းတွေတိမ့်စီရမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာတော်လဲအစ်တပ်ဖွဲ့တွေဘက်ကလည်းရဲဘော်2ဦးချဆုံးခဲ့တယ်လို့ဆိုပါတယ်။ လီလာလေးပြူစော်ရီစခန်းသိတိုက်ပွဲဟာတနအိခွဲကန်ကြာမြင့်ခဲ့ပြီးစုအစုလေးချောင်းပြစ်ကူပေးနေတဲ့ကြားကပဲစခန်းကိုတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့ပြီးနေမီရှင်းလင်းနိုင်ခဲ့တယ်လို့အမတ်ရှိစစ်ကြောင်းစစ်ကော်မရှင်တာဝန်ရှိသူတူကပြောပါတယ်။အော်ကျွန်တော်တို့မနက်ခင်းပေါ့လေဟိုအဲ7ရက်နေ့7ရက်နေ့မနက်ခင်းမှာ6နာရီ9မိနစ်လောက်မှာကျွန်တော်တို့စတင်နေပေါ့လေအဲ့မှာကျွန်တော်တို့ဟိုတနအိခွဲကြာ ဟိုကြာမြင့်ခဲ့ပါတယ်ဒီဟိုဟာအနေနဲ့ကျွန်တော်တို့တိုက်ပွဲကြင်ကြတင်နေနေပေါ့လေအဲ့မှာကျွန်တော်ရန်သူလေရင်ပစ်ကူကလည်းဟိုလေးကျင်တီတီလာပြီးတော့ဟိုပြစ်ကတ်တာမျိုးရှိတယ်ပေါ့လေအဲ့အဲ့ရာနေမှာကျွန်တော်ကြားထဲမှာမှဟိုကျွန်တော်တို့ရောက်ဝင်သိမ်းနေသိမ်းပြီးတော့ကျွန်တော်နေမြင်ချင်းလေးတွေကျွန်တော်လုပ်ခဲ့ပါတယ်တဟုတ်အဲ့ဒီဘူဆော်ဒီစခန်းကိုတိုက်ခတ်သိမ်းပတ်နေချိန်မှာစစ်အုပ်စုကလေးချောင်းပစ်ကူဖြစ် MI35 နဲ့လေးကျင်ကန်ထီလာရောက်ပစ်ကူပေးတာကြောင့်ဒေသခံပြည်သူ၃ဦးနဲ့ရဲဘော်၃ဦးထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်စခန်းသိမ်းတိုက်ပွဲအတွင်း ပြစရီစခန်းဘန်ကာကိုအနိကက်ဖြိုခွင်းနေချိန်မှာရန်သူရဲ့အနိကက်ပြစ်ခတ်ခံရတာကြောင့်ចောင်းသားဒေါ်လာရေးတက်ဖွဲ့ SRF ကတက်စိတ်မှုရဲဘော်တောင်းမကျူခရဲဘော်ဟေးမင်းခန့်နဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတက်ဖွဲ့ကငါးမျိုးကောင်းစစ်တီစုရရဲဘော်ကိုထက်တို့ကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။ပြစရီစခန်းသိမ့်ပိုက်ပြီးချိန်မှာနယ်မြေရှင်းလေးရာမှာ60မမစိန်မြောက်တလက် MA2 တလက် ် MP3 တလက် M2 ကာဘိုင်12လက် Shotgun 3လက်5.56လက်လုတ်တလက်ကြီပေါက်10ပေါက်ကြီမျိုးစုံ2000ဝန်းကျင်နဲ့ရန်သူစစ်အုံဆောင်ပစ္စည်းတွေတင်စီရမိတယ်လို့ဆိုပါတယ်အဲဒီစကန်တိုက်ပွဲကိုပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDOPDA နဲ့ပြည်သူ့ဒေါ်လာရေးတပ်ဦး PRF တို့တပ်ပေါင်းစုညီညွတ်ရေးကိုမျှော်ရည်ကား စုဖွဲ့တိုက်ပွဲဝင်နေတဲ့အမတ်ရှစ်စစ်ကြောင်းကဥဆောင်ပြီးကျောင်းသားလက်ရုံးတက်တော် SAF ပြည်သူ့လူမျိုးရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထုတက်ဖွဲ့ပကုတ်ကူခရိုင်လိုကတဲ့ရင် Karma Revolution Force တို့က ပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်တော်တော်ဟိုနဲ့တပင်းနဲ့ကနေညံ့စခန်းတိမ်ပြီပါဘို့တော်ပေါ်လာပြီဟိုင်လို့တိမ်ပြီလည်းနေပါ ကောခုံးတယ်လို့ရေလာလေးပြူစော်ဒီစကန်ဟာ2021ခုနှစ်ဇူလိုင်လလောက်ကတည်းကရေလာလေးကြေးရွာရဲ့အနောက်ဘက်မှာအထိုင်ချတက်ဆွဲနေတာဖြစ်ပြီးအနီးနားကကြေးရွာတွေကိုဖမ်းဆီးလူသက်နေနေမိရှူရာတွေဇက်တက်ပြုတ်လို့နေတာဖြစ်တဲ့ပြူစကန်ဖြစ်တယ်လို့ဆိုပါရတယ်။ စကန်သိတိုက်ပွဲဖြစ်ပွားပြီးနောက်မှာကောက်ကူတက်မှတရတက်ကစစ်ကူအင်အားကားရှိစီနဲ့ထွက်လာပြီးအနီးနားကဘူစော်ရီစခန်းနေရာနေတဆင်ရီလာလေးကျွရဘက်ကိုစစ်ကြောင်းထိုးလာလာကြောင်းအနီးနားကဒေသခံပြည်သူ၃၀၀၀ခန့်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်